အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ GE Alley ရဲ့ Capitalization သင်ကန်းစာပိုင်း2ကိုဆရာအိုဝင်းအရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီရှင်ရဲ့အဆက်ပေါ့နော်အပိုင်းနှစ်ဖြစ်ပါတယ်။ကြည့်တော့ဆက်လို့စလိုက်အောင် အဲ့တော့ capitalization ဘယ်လိုစလုံးတွေကို capitalize လုပ်သေးလဲဆိုတော့ proper nouns เนาะအဲ့တော့ proper nouns ဆိုတာကကဘာမှာတစ်ခုပဲရှိတဲ့အရာတွေကိုပြောတာပါအဲ့တော့ proper nouns တွေကိုလည်းပဲအမြဲတမ်း capitalize လုပ်ရပါတယ်တဲ့ဒီမှာဆိုရင် Karen Garland New York เนาะဒီစလုံးတွေကို capitalize လုပ်တယ်ဘာလို့လဲဆိုတော့သူက proper nouns တွေဖြစ်လို့ပါနောက်တစ်ခုက common noun တွေအဲ့တော့ common noun တွေကိုတော့ဆရာတို့ capitalize လုပ်လို့မရှိပါဘူးเนาะဘယ်တော့မှမလုပ်ပါဘူး ဒါပေမဲ့သူတို့ capitalize လုပ်တဲ့ချိန်ရှိပါတယ်အဲ့တော့ဘယ်ချိန်လဲဆိုတော့ one they can before or after a proper noun နဲ့အဲ့တော့ proper noun ရဲ့အရှိမဖြစ်ဖြစ်အနောက်မှာဖြစ်ဖြစ်ကပ်ပြီးတော့ပါလာတာမျိုးဆိုရင်တော့သူ့ကို capitalize လုပ်ပေးရပါတယ်တဲ့နော်အဲ့ဒါဆိုသူ့ကို common noun တွေကို capitalize လုပ်တဲ့အချိန်က proper noun နဲ့တွဲနေတဲ့အချိန်ပေါ့နော်အရှိကပဲတွဲတွဲအနောက်ကပဲတွဲတွဲဒါ capitalize လုပ်ပေးရပါတယ်ကြတော့ကျောက်ဒီမှာစာကြောင်းနှစ်ကြောင်းကြည့်ကြည့်မယ်ဆိုရင် department ချင်းတူတူပဲ နော်ဒါပေမဲ့အပေါ် department ကတော့ capitalize လုပ်ထားတယ်ပေါ့အဲ့တော့ဘာလို့လဲဆိုတော့ human resources department အဲ့တော့ဒီ human resources ဆိုတာကအဲ့ဌာနရဲ့နာမည်ဖြစ်ပါတယ်နော်အဲ့တော့ဒါက proper noun ဖြစ်တယ်နော်ဌာနရဲ့အများကြီးရဲ့နေရာမှာဒီဌာနနာမည်ကဘာလဲ human resources နော်နာမည်မှတိတာတဲ့အချက်ကလည်းဇာတ်လမ်းအရှိအဖတ်1မှာပြောခဲ့သလိုပဲနာမည်ဆိုရင်အရှိမှာဇာတ်လမ်း definite article လေးပါတတ်တယ်ပေါ့နော်ဒါပါတတ်တယ်ပေါ့ အဲ့တော့ the human resources department ကဲအဲ့ဒါဆိုရင် proper noun နဲ့တွဲလာတာမဟုတ်လို့သူ့ဘာ capitalize လုပ်ပေးရတယ်အောက်ကတော့ i work in this department ငါဒီ department မှာအလုပ်လုပ်တယ်ပေါ့နော် general လောက်ပဲသုံးတာမဟုတ်လို့ capitalize လုပ်เสียမလိုပါဘူး proper noun နဲ့လည်းသူကတွဲပြီးလာတာမဟုတ်ဘူးနော်ကဲအဲ့တော့နောက်တစ်ခုက professor အဲ့တော့ above professor ကိုတော့ capitalize လုပ်တယ်အောက်က professor ကိုတော့ capitalize မလုပ်ထားဘူးအဲ့တော့ဘာလုပ်လဲဆိုတော့ professor smith ူက proper noun နဲ့တွဲလာလို့ proper noun ရဲ့အရှိမရှိတယ်နော်အဲ့ဒါကြောင့်မို့သူ့ကို capitalize လုပ်ရတယ်အောက်က Mr Smith is a professor တော့ a professor က proper noun နဲ့လည်းတွဲနေရလဲမဟုတ်ဘူးနော်ပြီးတော့ general လောက်ပဲသုံးတာမို့ Mr Smith ကဘာလို့လုပ်တယ်ပေါ့နော် professor တယောက်ဖြစ်တယ်အဲ့တော့ general လောက်ပဲသုံးတာမို့လို့သူ့ကို capitalize လုပ်เสียမလိုပါဘူးအဲ့တော့နောက်ဆုံးနှစ်ခုကတော့ English language နောက်က language တော့ capitalize လုပ်တယ်ဆိုတော့ learning languages အနောက်ကတော့ဆိုတော့ capitalize မလုပ်ထားဘူးပေါ့နော်အဲ့တော့ဘာလို့လဲဆိုတော့ဆရာတို့ English က proper noun ဖြစ်တယ်အဲ့တော့ English language เนาะအဲ့တော့ proper noun နဲ့တွဲနေလို့တို့ capitalize လုပ်ရတယ်ပြီးအောက်က I love learning languages ကတော့ general လောက်ပဲသုံးတာမို့လို့เนาะသူကဘာ language လို့မပြောဘူး language လေးလေ့လာတာကိုကြိုက်တယ်အဲ့ဒါကြောင့်မို့လို့ general လောက်ပဲသုံးတာမို့လို့ capitalize လုပ်เสียမလိုပါဘူးအဲ့တော့ဆရာအဲ English language ဆိုရယ်စာကြောင်းထဲမှာပဲဆရာတို့မှာ essential language ကဆရာတို့ဒီ language ပေါ့ နော် language တွေစလုံးလေးကိုလည်း capital light မလုပ်ထားဘူးဘာလို့လဲဆိုတော့ तू proper နောက်နဲ့တွဲနေရလဲမဟုတ်ဘူးပြီးတော့ general လောက်ပဲသုံးတာမဟုတ်လို့နော်ဒီ english language ကဒီ essential language ဖြစ်လာတယ်ပေါ့နော်အခြေခံ language ဖြစ်လာတယ်နော်အဲ့တော့မရှိမဖြစ်အရေးကြီးတဲ့ language ဖြစ်လာတယ်ဆိုတော့အကြောင်းလေးသူပြောတယ်ပေါ့နော် essential language အဲ့တော့ proper noun နဲ့တွဲတာလည်းမဟုတ်ဘူး general လောက်ပဲသုံးတာမလို့သူ့ကိုလည်း capitalize လုပ်ဆရာမလုပ်ဘူးပေါ့နော်အဲ့တော့အဓိကတော့ဆရာတို့ဒီ common noun တွေကို common noun တွေကဒီ proper noun နဲ့တွဲပြီးတော့နေတာမျိုးဆိုရင်တော့သူတို့ကို capitalize လုပ်ရတယ် ီတိုင်းပဲ common noun လို့ပုံစံမျိုးပဲသုံးတာဆိုရင်တော့ capitalize လုပ်စရာမလိုပါဘူးအဲ့နောက်တစ်ခု titles နော်အဲ့တော့ဆရာတို့ဒီမှာအဲ့တော့လူတွေနဲ့ပတ်သက်တဲ့ title တွေပေါ့လူတွေမှာ title တွေကအများကြီးရှိတယ်ပေါ့နော်ဆရာတို့မြန်မာမှာဆိုလဲဟိုမောင်တို့မတို့ဦးကိုတော်အရှင်နော်အဲ့လိုမျိုးအများကြီးပဲပေါ့နော်နာမည်အရှိကနေတက်ပြီးတော့ခေါ်တဲ့ဟာတွေကို title လို့ခေါ်တာပေါ့နော်အဲ့တော့ ဒါဥဒမာ title ကြီးရတဲ့ convey a person quality status or position အဲ့တော့ဒီလူတယောက်ရဲ့ quality เนาะအရေးသွေး status အဆင့်အတန်း position ယာတူးကိုပေးတည်တယ်တဲ့ဆရာတို့အဲ့ရှိက title လို့ကြီးတိုက်တာနဲ့သူ့ရဲ့အရေးသွေးเนาะ quality status position တွေတည်နိုင်တယ်လေဥမာ smith ရဲ့လူ doctor smith လို့ခေါ်တာနဲ့တည်ကြတယ်သူကစေကူးတဲ့ဆရာဝန်ဖြစ်ဖြစ်မဖြစ်တက္ကသိုလ်တစ်ခုကနေပြီးတော့ဒါ doctor ဘွဲ PhD ဘွဲရထားတာမျိုးဖြစ်မှာပေါ့เนาะ captain smith လို့ခေါ်တာနဲ့သူက ကျွန်တော်ဒီမှာတင်မောပေါ်မှာလာဆိုရင် तू ကခပ်တိန်ပေါ့ဒီတင်မောတစ်ခုလုံးကို तू manage လုပ်တဲ့ तू ပေါ့နော်ဒီလိုမျိုးတည်မှာပေါ့နော်အဲ့တော့ teacher smith ဆိုရင်တော့ तू ကတည်ကြတယ် तू ကဘာသာရေးတစ်ခုကိုတင်တဲ့ဆရာဖြစ်မှာပေါ့နော်အဲ့တော့အဲ့ဒီရှေ့က title တွေကလူတွေရဲ့ quality stated position တွေကိုပေးသိတယ်တဲ့အဲ့တော့အဲ့ဒီ title တွေကိုဆရာတို့တွေက capitalize လုပ်ရတဲ့အချိန်ရှိတယ်မလုပ်ရတဲ့အချိန်ရှိတယ်ပေါ့ကဲအဲ့ဒါဆိုရင်ဆက်ပြီးတော့ဖတ်ကြည့်ရအောင် they are capitalized သူတို့ capitalize လုပ်တယ် one they appear before a name အဲ့တော့နာမည်ရဲ့အရှိမာတာရှိတယ်ဆိုရင်သူတို့ capitalize လုပ်တယ်တဲ့ဒါတစ်ချက်နော်နာမည်ရဲ့အရှိမာရှိရဲဆိုရင်သူတို့ capitalize လုပ်တယ် and ပြီးတော့ we already know who is me ဘသူကိုဆိုလိုလဲဆိုတော့သိပြီးသားဆိုရင်လည်းပဲ capitalize လုပ်ပါတယ်တဲ့ကဲဒါဆိုရင် title ကို capitalize လုပ်တဲ့အချိန်ကနှစ်ချိန်ရှိတယ်နာမည်ရဲ့အရှိမာရှိရင်လည်း capitalize လုပ်တယ်ဘသူကိုပြောတယ်ဆိုတော့ တိပိသားဆိုရင်လည်းပဲဆရာတို့ capital light လောက်တယ်ပေါ့အဲ့တော့ example လေးကိုကြည့်ကြည့်အောင်အဲ့တော့ professor smith မှာ professor ကို capital light လောက်ရတဲ့အကြောင်းကြီးကသူကနာမည်ရရှိမှရှိနေလို့လေနော် professor smith ဆိုပြီးတော့သူကခေါ်လိုက်တာ哦အဲ့ဒါကြောင့်မလို့ capital light လောက်ရတယ်ဒါပေမဲ့အလင်က professor နှစ်ခုကြတော့ဆရာ capital light မလောက်ဘူးနော် mr smith a professor professor တယောက်ဖြစ်တဲ့ mr smith အဲ့တော့ဘာလို့ capital light လောက်တာလဲဆိုတော့သူကနာမည်ရရှိမှရှိတာလဲ မဟုတ်ဘူးပြီးတော့ဆရာတို့အရှိရ slide နေထားရဆိုရင်လည်းပဲဆရာတို့ proper noun တလုံးလုံးနဲ့တွဲနေတာမျိုးလည်းမဟုတ်ဘူးเนาะပြီးတော့ general လောက်ပဲ common noun လို့ပုံစံမျိုးပဲသုံးတာပေါ့เนาะ professor တယောက်ဖြစ်တဲ့ Mr Smith professor Miss professor Smith လို့ခေါ်လိုက်တာမဟုတ်ဘူးเนาะသူ့ရဲ့အလုပ်လေးကိုပါ introduce လုပ်လိုက်တဲ့သဘောပဲ professor တယောက်ဖြစ်တဲ့ Mr Smith ကဆိုပြီးတော့အဲ့လိုမျိုးသုံးလိုက်တာပေါ့เนาะအဲ့ဒါကြောင့်မလို့ capitalize လုပ်เสียမလိုဘူးပြီးနောက်တစ်ခုက his brother is also a professor ဒီစာကြောင်းလည်းเนาะ the same သူ့ရဲ့ brother ကလည်းပဲ professor ဖြစ်တယ်သူ့ရဲ့ brother ရဲ့အလုပ်ကိုင်းလေးကိုပဲသူပြောတယ်ပေါ့နော်ဒီ common noun လို့ပုံစံမျိုးလောက်ပဲသူတုံးတယ် general generally တုံးတာမျိုးလေးပေါ့နော်သူ့ brother ကိုလည်းမ professor လို့သွားခေါ်ရတာမဟုတ်ဘူးပေါ့နော်အဲ့တော့သူ့ brother ကလည်းပဲ professor တယောက်ဖြစ်တယ်အဲ့တော့ proper noun နဲ့လည်းတွဲနေတာမဟုတ်ဘူးနာမည်ရဲ့အရှိမလည်းမရှိဘူးပြီးတော့ general ပဲတုံးတာမို့လို့ဇာတ်တော်ဒါကိုလည်း capitalize လုပ်เสียမလိုပါဘူးအဲ့တော့နောက်ဆုံးတစ်ခုကတော့ the professor met his students in the hall အဲ့တော့ဒီ professor က မပရဖက်ဆာစမစ်လိုမျိုးအနောက်ကနာမည်လည်းမပါဘူးပြီးတော့အရှေ့က slide လိုမျိုး proper noun တစ်လုံးလုံးနဲ့တွဲနေတာမျိုးလည်းမရှိဘူးအဲ့တော့မရှိဘဲနဲ့ capitalize လုပ်ထားတယ်ပြီးတော့အရှေ့မှာထူးခြားတာက there ဆိုတဲ့ definite article လေးလည်းပါနေတယ်ပေါ့နော် definite ဆိုတော့တိကျတဲ့ article လေးနော်တခုခုကိုတိကျကျပေါ်ပြတဲ့ဟာလေးအဲ့တော့ကျောင်းမှာ the professor ဆိုပြီးတော့ပဲခေါ်တယ်နာမည်လည်းမပါဘူးဒါပေမဲ့ professor ကို capitalize လုပ်ထားတယ် တော့ तू ဘာဘလို့အခြေအနေမျိုးလဲဆိုတော့ကျွန်တော်မြန်မာအကြောင်းပါဆိုရင်ကျွန်တော်ចောင်းကြီးရှိတယ်ပေါ့အဲ့တော့ចောင်းကြီးနာမည်ဦးမြဆိုပါဆိုဒါပေမဲ့ဆရာတို့ကသူ့ကိုခေါ်တဲ့ခါကျရင်ចောင်းကြီးဦးမြចောင်းကြီးဦးမြចောင်းကြီးဦးမြကမိန်ကုံးပြောတယ်ចောင်းကြီးဦးမြကဆိုတယ်ကျောင်းကြီးဦးမြပြောတယ်ဒီလိုမျိုးတွေကျောင်းကြီးဦးမြလာတယ်အဲ့လိုမျိုးတွေဆရာတို့ကျောင်းကြီးဦးမြကျောင်းကြီးဦးမြဆိုပြီးအေးဦးမြဆိုရဲသူ့ရဲ့နာမည်ကိုတက်ပြီးတော့မခေါ်ဘဲနဲ့ဆရာကကျောင်းအောင်ကြီးလို့ပဲခေါ်တယ်ကျောင်းကြီးလာပြီးကျောင်းကြီးမိကုံးပြောမယ်အဲ့လိုမျိုးပဲတုံးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဘာလို့နာမည်ထည့်မပြောလဲဆိုတော့ ဒီเจ้าကြီးလို့ပြောရတာ ਨੇ တချောင်းလုံးကဘာသူပြောမှန်းသိနေပြီတိပီးသားလို့ယူဆလို့နော်အဲ့လိုအခြေအနေမျိုးမို့လို့ဆရာတို့ကနာမည်ကိုဖြုတ်ပြီးတော့ခေါ်လေးရှိတယ်ဒါပေမဲ့အရှိမာတော့ there ဆိုတာလေးကိုတက်ပြီးတော့ပြောတယ်ပေါ့နော် the professor professor ကသူ့ရဲ့ចောင်းသားတွေဟောထဲမှာတွေ့ခဲ့တယ်အဲ့တော့ professor တော့အဲ့တက်ကတော့မိုင်း professor တယောက်တည်းရှိလာတယ်ဖြစ်မှာပေါ့ဒါမှမဟုတ်လေ professor အများကြီးရှိတယ်ဆိုတာတော့မှာဆရာတို့ចောင်းသားတွေကိုဟောထဲမှာတွေ့ဆုံခဲ့တဲ့ professor ကဘယ်သူလဲဆိုတာကိုသိပြီးသားဖြစ်လို့ပေါ့နော်အဲ့လိုအခြေအနေမျိုးကြောင့်ပါကြည့်အဲ့တော့ဘေးနားမှာ ဆိုတော့ common title လေးရှိပါတယ် Mr. တို့ Mrs. တို့เนาะအဲ့လို Mr. how are you เนาะဆိုတော့နာမည်တွေပါတက်ခေါ်လေးမရှိဘူးဘသူ့ကိုပြောလဲဆိုတော့ဆိုတော့တိတာပြီးတိပြီးသားမို့လို့ပေါ့เนาะอืมကဲတော့ဆိုတော့ဒီ slide လေးနှိချမဲ့ဆိုရင်တော့ဆိုတော့ဒီလူနဲ့ပတ်သက်တဲ့ title တွေကို capitalize လုပ်တာကနှစ်ချိန်ပဲရှိပါတယ်နာမည်ရဲ့အရှိမရှိရင်ရယ်ပြီးတော့ဘသူ့ကိုเนาะဆရာတို့တွေဆိုလိုလဲဆိုတာကိုတိပြီးသားဖြစ်ရင် tablet light လောက်ပါတယ်ဒါပေမဲ့အဲ့လိုအခြေအနေမျိုးမှာဆိုရင်တော့အရှိမဒဲဆိုတော့ definite article လေးကိုသုံးပေးရပါတယ်အဲ့တော့နောက်ထပ် slide လေးတစ်ခုသွားကြည့်ရအောင်အဲ့တော့ဆောက်ဒီမှာဆိုရင်လူမျိုးစကားပြောနေတာပေါ့နော်ဒီဘက်ကောင်လေး doctor ဆိုပြီးခေါ်လိုက်တယ်ပေါ့အဲ့တော့အဲ့ doctor ဆိုတဲ့စလုံးတော့မှာနာမည်လည်းမပါဘူးနော်သူ့ကိုကပ်တလိုက်လောက်ထားတာလေးကထူချားနေတာပေါ့နော်အဲ့တော့သူကတော့ဆန်တဲ့အဆမှာရှိလို့ကပ်တလိုက်လောက်ထားတာနေမှာပေါ့ အဲ့ဒါလည်းမှန်တာပဲဒါပေမဲ့သူ့ကိုနောက်ဆုံးမှသွားထားမယ် I had a serious injury last month doctor နော်အဲ့ဒီမှာအဲ့လိုနောက်ဆုံးမှသွားထားလဲသူ့ကို capitalize လုပ်အောင်မှာအဲ့ဒါဆိုရင်ဆောက်တို့စဉ်းစားကြစာကြောင်းရဲ့အရှိဆုံးမှလည်းမရှိဘူးပြီးတော့နာမည်နဲ့တွဲနေရလည်းမဟုတ်ဘူး capitalize လုပ်အောင်ဒီ D ကို letter D ကို capitalize လုပ်အောင်နာမည်နဲ့တွဲနေရလည်းမဟုတ်ဘူး proper noun တစ်လုံးလုံးနဲ့တွဲနေရလည်းမဟုတ်ဘူးနော်အဲ့တော့ဘသူ့ကိုဆိုလိုမှန်းတိတာလေတိတာဟိုတိတာနေလို့ ဆိုရင်လည်းပဲအရှိမဘဲဆိုတဲ့ article လည်းမပါဘဲနဲ့ဒီအဒေါက်တာဆိုတဲ့ဒီ common noun ကြီးကိုလုံးဝ capital letter ကြီးနဲ့ရေးထားတာအဲ့တော့အဲ့လိုအခြေအနေမျိုးရှိပါတယ်အဲ့တော့ဘယ်လိုအခြေအနေလဲဆိုရင်အပေါ်မှာ capitalize the title when being addressed directly အဲ့ဒီလူနဲ့ဓာတ်ရိုက်စကားပြောတယ်ဆိုရင်တော့ capitalize လုပ်ပေးရတယ်တဲ့စာရေးရင်တော့ capitalize လုပ်ပေးရတယ်ပေါ့နော်စကားပြောတော့စကားပြောတဲ့အခါမှာဆိုရင်တော့ capital letter small letter တွေကတော့ပါမှာမဟုတ်တာနော်ဒီစကားပြောတဲ့အခါမှာဆိုရင်အဲ့တော့အဲ့ဒီလူနဲ့ဓာတ်ရိုက်စကားပြောတဲ့အခါကျရင်တဲ့ เนาะအဲ့တော့ဇာတ်တွေမှာကပတိန်ဆိုရင်လည်းသူ့ကိုကပတိန်ဆိုပြီးတော့ခေါ်တယ်မဒေါက်တာဒီကောင်လေးဆိုရင်လည်းပဲသူကအရှိတဒေါက်တာနဲ့အဲ့လူနာမည်ကအဲ့ဒီဒေါက်တာနာမည်က Smith ပဲဆိုပါစို့เนาะသူ့နာမည်ဒေါက်တာ Smith ပေါ့ဒါပေမဲ့သူနဲ့တိုက်ရိုက်စကားပြောနေရမလို့ဒေါက်တာ Smith လို့သူကမခေါ်ဘူးလေဆရာဦးဆိုလည်းမခေါ်ဘူးလေဒေါက်တာဘသူဆိုပြီးတော့ပဲမခေါ်ဘူးလေဒေါက်တာလို့ပဲခေါ်တယ်เนาะအရှိမဒယ်လည်းတက်မခေါ်ဘူးเนาะဒီတိုင်းပဲ common noun ကိုဒီတိုင်း plain เนาะလုံးဝဒီဒေါက်တာလို့ပဲဆရာတို့စာရေးတယ်ပေါ့စာရေးတဲ့ခါမှာ capital light လုပ်ပေးတယ်ပေါ့เนาะဒါကသူနဲ့တိုက်ရိုက်စကားပြောတဲ့ခါမှာပေါ့ အဲ့တော့အဲ့လိုမျိုးပဲတဲ့ဆရာတို့ဒီ family title တွေဆိုရင်မ DAD dad လို့ mom လို့နော်အဲ့လိုစလုံးတွေဆိုရင်လည်းပဲဆရာတို့ကသူတို့နဲ့တိုက်ရိုက်စကားပြောတယ်ဆိုရင်မကိုကကိုရဲ့ dad ကိုစကားပြောတယ် how are you dad how are you dad နော်အဲ့လိုမျိုးမှဆိုရင် how are you ပြီးသွားရင် comma ကုတ်တယ် dad အဲ့ dad ကတော့ capitalize လုပ်ပေးရတယ်ဘာလို့လဲဆိုတော့ dad နဲ့နော်စကားတိုက်ရိုက်စကားပြောနေတာမဟုတ်လို့ပေါ့နော်ဒါမှမဟုတ်ကိုကကိုတကယ်ချင်းပြောတယ် my dad is handsome နော်အဲ့တော့အဲ့ဒီကကြတော့ ဒတ်နဲ့တိုက်ရဲစကားပြောနေမှာမဟုတ်လို့ my dad နောက်ကဒတ်ကိုတော့ capitalize လုပ်ပေးရတာမဟုတ်ပါဘူးเนาะ capitalize မလုပ်ပေးရပါဘူးအဲ့တော့ဒါကတော့အဲ့ဒီလူနဲ့တိုက်ရဲစကားပြောမှသာဇာတ်တော်တွေ capitalize လုပ်ရတာဖြစ်ပါတယ်ဇာတ်ရေးတဲ့အခါမှာဆိုရင်ကဲအဲ့ဒါဆိုရင်ကျွန်တော်နောက်ထပ် slide လေးတစ်ခု independent ဆိုတော့မှာ independent day တို့ republic day တို့ပေါ့နော်ဒါတွေက special days နော်အဲ့တော့ special day ဆိုတာကဆရာတို့တစ်နှစ်လုံးမှာဆိုရင် အဲဘယ်လိုက်ရဲ့ဘယ်ရက်ကဘာနေ့ပေါ့နော်အဲ့လိုမျိုးကျောင်းမြမာမှာဆိုရင်လဲ special day တွေရှိတယ်ပြည်တော်စုနေ့တို့နော်လွတ်လပ်ရေးနေ့တို့အဲ့လိုမျိုးတွေပေါ့နော်အဲ့လို special day တွေကိုလည်းပဲ capitalize လုပ်ပေးရပါတယ်တဲ့အမ independent day တို့ children's day တို့ christmas တို့နော်အဲ့လိုအမျိုးလေးတွေကိုပြောတာပါပြီးနောက်တစ်ခုက so acronym နဲ့ initials နဲ့နော်ဒီစလုံးတွေကိုလည်းပဲတဲ့ capitalize လုပ်ပေးရပါတယ်တဲ့အဲ့တော့ acronym နဲ့ initial ကိုဆရာတို့တွေခွဲကြည့်ရအောင်နော်အဲ့တော့ အခုနေနဲ့ initial ကတော့သူကသဘောတရားတော့သူတို့ဒီ concept ပိုင်းမှာတော့မတူဘူးပေါ့နော်သူ့ရဲ့အဒီအပေါ်ရံအသွင်ပြင်လောက်ကတော့တူတူပဲဖြစ်နေတဲ့ခါကျတော့ရောတက်တယ်ပေါ့အဲ့တော့ acronym ဆိုတာဘာလဲ initial ကဘာလဲဆိုတာလေးကိုဘေးနား tip လေးမှာကြည့်ကြည့်ရအောင်အရင်ဆုံးအဲ့တော့ if a short form အဲ့တော့ short form ကိုတဲ့ can be read as a word စလုံးတစ်လုံးနေနဲ့ဖတ်လို့ရတယ်ဆိုရင်အဲ့ဒါ acronym ပဲတဲ့အဲ့တော့ short form ဆိုတော့ဆက်တို့တွေဒီမှာဒီဘဏ်ကတ်တွေဘာတွေမှာဆိုငွေထုတ်တဲ့ခါမှာဆက်တို့ဒီပင်နမတ်တို့ဘာတို့ ပင်နဲ့ပင်နမတ်ပင်နမတ်အဲ့လိုပြောတာအဲ့ဒါ तू ကဘယ်ကနေလာတာလဲဆိုရင် personal identification number ဆိုတဲ့အဲ့လိုအရှိကောက်ကနေလာတာပေါ့အဲ့အရှိကောက်ကိုဆရာတို့အရှိဆုံးလက်တာလေးတွေတလုံးချင်းစီယူထားတာပေါ့နော်နော်အဲ့တော့အဲ့လိုမျိုးဆရာက acronym လို့လည်းခေါ်တယ်နော် acronym လည်းဖြစ်နိုင်တယ် initial လည်းဖြစ်နိုင်တယ်ပေါ့နော်ကဲအဲ့တော့ဒီမှာတော့အဲ့လိုအရှိဆုံးဒီစလုံးအရှိကြီးတွေ term အရှိကြီးပေါ့နော် ဆိုင်တော့ဒီစလုံးအရှိကြီးကိုဆရာတို့ကထိတ်ဆုံးစလုံးလေးတွေပဲယူထားတာမျိုးယူပြီးပေါင်းရေးထားတာမျိုးဆိုရင်အဲ့ဒါကို acronym initial လို့ခေါ်ပါတယ်နော်ကဲအဲ့ဒါဆိုရင် acronym ကတော့ဒီမှာသူပြောတယ်အဲ့ဒီ short form ကိုတဲ့စလုံးတစ်လုံးနေနဲ့ဖတ်လို့ရတယ်ဆိုရင်တော့အဲ့ဒါ acronym နဲ့ပြီးရင် acronym က may also be in lower case letter နဲ့လည်းရှိနိုင်သေးတယ်အများနဲ့ capital letter နဲ့မဟုတ်ဘူးတဲ့ lower case နဲ့လည်းဖြစ်နိုင်သေးတယ်တဲ့ ြီးရင်နောက်တဲ့တစ်ခုက if the short form doesn't make a word အဲ့တော့နောက်တဲ့အဲ့ short form ကိုစလုံးတစ်လုံးနေနဲ့ဖတ်လို့မရဘူးဆိုရင်တော့အဲ့ဒါက initial ဖြစ်ပါတယ်တဲ့ကဲဒါက acronym နဲ့ initial ရဲ့ကွာခြားချက်ဖြစ်ပါတယ်နှစ်ခုလုံးကတော့စလုံးရဲ့အစစလုံးတွေကိုယူထားတာဖြစ်ပါတယ်ဒါပေမဲ့စလုံးတစ်လုံးနေနဲ့ဖတ်လို့ရရင် acronym နော်စလုံးတစ်လုံးနေနဲ့ဖတ်လို့မရဘူးဆိုရင် initial ပြီးရင် acronym က lower case letter တွေနဲ့လည်းရေးတဲ့ဟာတွေရှိသေးတယ်ပေါ့နော်အဲ့တော့ဇောက်ဒီမှာဆိုရင် ပင်းဆိုရင်เนาะ personal identification number ဆိုတဲ့အရှိကောက်ကနေလာတယ်ပြီးတော့သူ့ကိုပဲဆရာတို့တွေဒီတိုင်းပဲ pin number pin number နဲ့တုံးတယ်လीစလုံးတစ်လုံးနေနဲ့တုံးတယ်ပေါ့เนาะအဲ့ဒါကြောင့်ဒါက acronym ဖြစ်တယ်ပြီးတော့မှ scuba ဆိုရင်လည်းပဲနောက်က self contained and water breathing apparatus ဆိုတဲ့စလုံးကနေလာတယ်เนาะအဲ့စလုံးတွေကအရှိဆုံးစလုံးတွေကိုပဲယူထားတယ်ပြီးတော့သူ့ကိုပဲဒီ scuba ဆိုပြီးတော့ပဲဆရာတို့တွေအတူကောက်ကိုလည်းစလုံးတစ်လုံးနေနဲ့တုံးတယ်ပေါ့เนาะ scuba diving တို့ snorkeling တို့เนาะဆရာတို့ဒီ water နဲ့ဒီကမ်းခြေ နော်ဒီ beach နဲ့ပတ်သက်တဲ့ activity တွေပါနော်ရေငုပ်တဲ့ဟာလေးတွေပါအဲ့တော့စလုံးတစ်လုံးနေနဲ့လည်းဖတ်လို့ရတယ်ပြီးတော့ lower case နေနဲ့လည်းရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဆရာတို့ဒါလေး acronym ဖြစ်ပါတယ် WHO ကတော့ World Health Organization နော်အဲ့ဒီစလုံးတွေရဲ့အစစလုံးတွေကိုယူထားတာဖြစ်ပါတယ်အဲ့တော့ WHO ပေါ့ဒါလည်း WHO ဆိုပြီးဖတ်လို့ရတာပဲနော် acronym မဟုတ်ဘူးလားဆိုတော့ ဲ့တော့ဆက်လို့ဒီအပေါ်အခရိုနီလေးကိုကြည့်ကြည့်အောင်ဒီပင်ဆိုတဲ့ဟာလေးကဒီ personal identification number ဆိုတဲ့အတူစလုံးလေးတွေကိုဆက်ထိဆုံးစလုံးလေးတွေကိုယူထားတာဖြစ်တယ်ပြီးတော့အဲ့ဒီအတူဒီ short form လေးရပဲเนาะဆက်လို့ဒီအနောက်က term အရှိတခုလုံးကိုစားပြန်ပြုတ်တယ်တလားဒါပင်နံပါတ်လို့ပြောရတာ ਨੇ ဘာကိုပြောမှန်းသိတယ်ဒီ personal identification number ကိုပြောမှန်းသိတယ်ပြီး scuba လို့ပြောရတာနဲ့ဒီနောက်က sub contained underwater breathing apparatus ကိုပြောမှန်းသိတယ်ပေါ့နော်ဒါပေမဲ့ who လို့ပြောရတာနဲ့အနောက်ကဒီ warhead organization ကိုပြောတယ်ဆိုတာသိတာလားပေါ့နော်နော် who ဆိုရင်ဆောက်ဘယ်သူလဲဆိုတဲ့အဓိပ္ပာယ်ကြီးထွက်သွားမှာပေါ့နော်အဲ့တော့အနောက်ကအဓိပ္ပာယ်မျိုးလုံးဝသူ့ရဲ့ long term နော် long form long form ကိုပြန်ပြီးကိုစားမပြူဘူးပေါ့ long form ရဲ့ meaning ကိုကိုစားမပြူဘူးပေါ့နော်အဲ့ဒါကိုစလုံးတစ်လုံးအနေနဲ့ဖတ်လို့မရဘူးလို့ဆိုလိုတာပါ နော်အဲ့ဒါဆိုရင်ဆရာတို့ acronym နဲ့ initial နဲ့ culture ချက်ကဆရာတို့ထိတ်ဆုံးစလုံးယူလာခြင်းရတော့တူတယ်စလုံးတစ်လုံးနေနဲ့ဖတ်လို့ရတာမရတာပဲကွာပါတယ်အဲ့တော့ဖတ်လို့ရတဲ့မရဘူးဆိုတာကဘာနဲ့တိုင်းတာလဲဆိုရင်အဲ့ဒီ short form လေးတွေကအနောက်ကဒီ long form တွေကိုပြန်ပြီးတော့ကိုစားပြုတ်တဲ့ meaning မျိုးရှိရမယ်အဲ့တော့ meaning မျိုးရှိတယ်ဆိုရင်ဒါကစလုံးတစ်လုံးနေနဲ့ဖတ်လို့ရတယ်အဲ့လိုမျိုးအနောက်က long form ကိုကိုစားမပြုတ်ဘူး long form ရဲ့ meaning ကိုကိုစားမပြုတ်ဘူးဆိုရင်တော့ ကျွန်တော်ဒါကိုစလုံးတစ်လုံးနေနဲ့ဖတ်လို့ရတယ်လို့ပြောလို့မရပါဘူးเนาะအဲ့တော့ WHO ဆိုရင်ကျွန်တော် WHO ဆိုပြီးတော့တခြားစလုံးရဲ့တခြားစလုံးတစ်လုံးဖြစ်သွားတယ်လေအနောက်က World Health Organization ဆိုတဲ့ meaning မျိုးမဆောင်တော့ဘူးပေါ့เนาะဒါကတော့ initial နဲ့ acronym ရဲ့ quarter check ဖြစ်ပါတယ်ကြည့်အဲ့ဒါဆိုရင်ကျွန်တော်တွေ capitalization နဲ့ပတ်သက်ပြီးတော့လေ့လာခဲ့တာတွေကကျွန်တော်တွေပုံစံလေး10မျိုးရှိတယ်ပေါ့เนาะ sentence ရဲ့အရှိဆုံးစလုံးကို capitalize လုပ်ပေးရတယ်လူတွေရဲ့နာမည်ကိုလည်း capitalize လုပ်ပေးရတယ် ပြီး country nationality language တွေကိုလည်းပဲ capitalize လုပ်ပေးရတယ်အဲ့တော့ nationality nationality ကို adjective လို့သုံးလည်းပဲ capitalize လုပ်ပေးရတယ်ပြီး title တွေမှာဆိုရင် article ပြီး short conjunction short preposition အဲ့သုံးမျိုးကလွဲရင်ကျန်တဲ့ကျန်တာတွေက main word ဖြစ်တယ် main word တိုင်းကို capitalize လုပ်ပေးရတယ် institution တွေရဲ့နာမည်တွေကိုလည်းပဲ capitalize လုပ်ပေးရတယ်ဒါပေမဲ့နာမည်ဖြစ်မှ general လောက်ပဲသုံးတာမျိုးဆိုရင်နော်နေရာတစ်ခုအနေနဲ့ပဲ general သုံးတာမျိုးဆိုရင်တော့ capitalize လုပ်ပေးစရာမလိုဘူး proper noun တွေကို capitalize လုပ်ပေးရတယ် common နောက်နေရတော့ဒီ proper နောက်နဲ့အရှိရဖြစ်ဖြစ်နောက်ကဖြစ်ဖြစ်တွဲလာတော့မှ capitalize လုပ်ပေးတယ်လူတွေရဲ့ title ရတော့နာမည်ရဲ့အရှိမှရှိရင် capitalize လုပ်တယ်ဘသူ့ကို solo man အကောင်လုံးကသိပြီးသားဆိုရင်လည်းပဲ capitalize လုပ်ပါတယ်ဒါပေမဲ့အရှိမှ article there လေးတော့ပါပေးရမယ်ပေါ့နော် special days တွေကိုလည်းပဲ capitalize လုပ်တယ်ပြီးရင် international acronym ကိုလည်းပဲဇာတ်တော့ဒီ capitalize လုပ်ပေးရပါတယ်ဒါပေမဲ့ acronym ကတော့ lower case နဲ့ရေးတဲ့ acronym တွေလည်းရှိသေးတယ်ဒါလေးကိုလည်းသတိထားရပါမယ် အဲဆိုရင်ဆရာတို့အားလုံးပေါင်းပုံစံလေး10မျိုးကိုလေ့လာခဲ့တာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။ချင်းရင်နည်းနည်းစာဗီဒီယိုလေးကိုဆက်လက်လေ့လာဖို့ channel လေးကို like and subscribe လုပ်ဖို့မပြေပါနဲ့နော်။ဆောင်းပြီးကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်။